မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလစီစဉ်ကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကစီစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့ရခိုင်ပြည်ပစစ်မျက်နှာတွေမှာအေးအေးနဲ့ပူပေါင်းတက်တွေစီလက်နက်ချလာတွေများပြားလာတဲ့တွင်ဤဦးနဲ့မျိုးလေကရွှေဆိုင်တဆိုင်ကြများတိုက်ခံရဆိုင်ဝန်နဲ့တဦးတနက်နဲ့ပြည့်ခံရပြီးတိစုပ်ခဲ့တဲ့တွင်ရှိကုတ်ကိုမြို့တည်တီထောင်သူကြားဖြန့်တထေကြီးရှိကြည်ကြံကိုထိုင်းကနေတရုတ်ကိုလွှဲပြောင်းလိုက်တဲ့တဲ့ ဒီသတင်းနဲ့အပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရခိုင်ပြည်နယ်ထိစပ်နေတဲ့စစ်မျက်နှာတွေမှာအာရခတက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့လက်နက်ချမှုတွေများလာတဲ့အကြောင်းကိုကိုမျိုးနေကပြပြပေးပါမယ်ရှင်။ပြည်ကြတဲ့6လအတွင်းမှာပဲအေနယ်ပူပေါင်းတပ်တွေဖမ်းဆီးထိန်းနေထားတဲ့စစ်တုံးပန်းဦးရီဟာတရားကြော်ထိရှိလာခဲ့ကြောင်းအေနယ်ပူပေါင်းတပ်တွေထုတ်ပြန်ချက်တွေအရသိရပါရယ် ဒီလက်နက်ချမှုတွေဟာရိုးရိုးတိုက်ပွဲတွေမှာဖြစ်ခဲ့တာမျိုးမဟုတ်ဘဲစစ်ကောင်မရှင်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေတဲ့မဟာဗျူဟာမြောက်စစ်စင်ကြီးတွေမှာဖြစ်ပေါ်နေတာပါမြန်မာနိုင်ငံရဲ့အနောက်ဘက်ဝင်ပေါက်အတွက်လေချောင်းရင်ကောက်ဝေးမှာအရေးပါတဲ့နေရီကန်ဗျူဟာဂုံနဲ့စစ်ကောင်မရှင်လက်နက်ခဲယမ်းထုတ်လို့ရတဲ့အဓိကကြတဲ့ကောက်ဝေးပစ္စည်းစိုင်းုံကပ္ပဆာတွေကိုတိုက်ခိုက်တဲ့တိုက်ခိုက်မှုတွေမှာဖြစ်ပွားနေတာပါအေးပူပေါင်းတပ်တွေဟာနေရီကန်ဗျူဟာဂုံကိုလာပေါင်းများစွာကြောက်အောင် ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာစစ်ကူတွေပြတ်တောက်ပြီးရိခါခက်ခဲနဲ့ကြုံတွေ့နေရတဲ့စခန်းတွေကနေလက်နက်ချအလေးဝင်လာသူနဲ့ဖမ်းဆီးရမိသူ60ကျော်တိရှိခဲ့တယ်လို့အေးနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်လက်နက်ချအလေးဝင်လာသူအများစုဟာမကြသေးမီကမှအာဒမစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံထားရတဲ့တပ်သားတွေဖြစ်ပြီးအသက်16နှစ်မပြည့်သေးတဲ့ကလေးစစ်သားတွေတောင်ပါဝင်နေတယ်လို့အေးဘက်ကထုတ်ပြန်ထားပါတယ်နိုင်ငံပြည်ဟောက်ကုန်းအပြင်အေးပူပေါင်းတပ်တွေဟာပကူ ARI နဲ့မကွေးတိုင်းဆက်တွေက စစ်ကောင်ရှင်ရဲ့လက်နက်ခဲယံထုတ်လို့ရတဲ့အဓိကကြားတဲ့ကာကွယ်ပစ္စည်းစိုင်ရောကပ္ပစရီကိုပါပြင်ပထားတိုက်ခိုက်နေပါတယ်။နိုဝင်ဘာလဆန်းကပဒေါင်းမြူနဲ့ကပ္ပစဆက်ချောက်အနီးမှလည်းစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေလမ်းဖြူထောင်လက်နက်ချခဲ့ပါသေးတယ်။ဒီကနေ့နိုဝင်ဘာလ12ရက်နေ့မနက်9:00နာရီဝန်းကျင်ကစစ်တပ်ရဲ့ကြောင်းနဲ့လုံခြုံရေးတွေပြင်းနေတဲ့ပြင်ဦးတွေမှာရှေးဆိုင်တများတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ပြင်ဦးတွေမြို့မန္တလေးလာရှိုလမ်းမကြီးပေါ်မှာရှိတဲ့အောက်စပယ်ရွှေဆိုင်ကို ပစ္စတိုသနတ်တွေကိုက်ဆောက်ထားတဲ့လူနှုတ်ဦးဝင်ရောက်ကြများတိုက်ခဲ့တာပါအဲ့ဒီအချိန်မှာဆိုင်ဝန်နန်းဖြစ်သူဦးစိတ်ဝင်ဟာတနတ်နဲ့ပြစ်ခတ်ခံရပြီးနေရာမှာပဲတိဆုပ်သွားခဲ့တယ်လို့သိရပါတယ်။ဓမြတိုက်သူတွေထဲကတဦးဖြစ်တဲ့အသက်30အရွယ်အောင်မျိုးနိုင်ကို အနီးဝန်းကျင်ကပြည်သူတွေကတတိရှိရှိဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပေမဲ့ကျဲတဦးကတော့ထွက်ပြေးလွတ်မြောက်သွားဆဲဖြစ်ပါရဲ့ရှင်။လူရက်ခံရတဲ့ရွှေတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုတော့အခုချိန်ထိတိကျမသိရသေးပါဘူး။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အရှိတောင်အာရှရဲ့နမေဆူးနဲ့အကြိုကြားဆုံးရဆိုးမျိုးတော့ရွှေကုတ်ကိုကိုအဓိက ပုံဖော်သူကြားဖြန့်လောကရဲ့ဘရင်တဆူးလို့တင်စားခေါ်ဝေါ်ကြတဲ့ရှီကြည်ချန်ကို ထိုင်းအနာပိုင်းတွေကတရုတ်နိုင်ငံလက်ထက်ကိုတရားဝင်ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ကိုမျိုးနေကဆက်ပြောပြပေးပါမယ်ရှင်။ဒီကနေ့မှာတော့ထိုင်းရဲတပ်ဖွဲ့ရဲ့အထူးကွန်မန်ဒိုဟန်နုမန်တပ်ဖွဲ့ဟာရှီဂျီချန်းကိုကလောင်ဘရန်အချင်းထောင်ကနေထုတ်ယူပြီးတရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်မှုအတွက် ဒေဇိတ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလွှဲပြောင်းမှုမှာတရုတ်နိုင်ငံကလုံခြုံရေးအရှိတွေကိုယ်တိုင်လာရောက်ကြီးကြပ်ခဲ့တာကဒီမှုရဲ့အရေးပါမှုကိုပြသနေတာပါ။ရှီဂျီကျန်းဟာမြန်မာနိုင်ငံအများရီမျိုးအနီးမှာတန်ဖိုးဒေါ်လာ15ဘီလီယံခန့်ကုန်ကျခဲ့တယ်လို့ခန့်မှန်းရတဲ့ရွှေကုတ်ကိုရထိုင်မြို့သစ်စီမံကိန်းကြီးရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဒီစီမံကိန်းဟာဖျော်ဖြေမှုတော့အပြည့်စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အွန်လိုင်းလောင်းစာငွေကြေးခွာချမှုလူကုန်ကူးမှုတွေနဲ့ကြားဖြန့်စင်တာတွေရဲ့အဓိကအချက်အချာတွေဖြစ်လာခဲ့ပါတယ်။သူဟာရထိုင် International Holding Group ရဲ့ဥက္ကဋ္ဌအဖြစ် ရှေ့တောင်အာရှတခွင်မှာကာစီနိုတွေအွန်လိုင်းစီးပွားရေးတွေနဲ့ယင်းနှိမ့်မြှောက်တမ်းမှုတွေအကြီးကျယ်လုပ်ကိုင်ခဲ့သူပါဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်မှာတော့တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ဘန့်ငွေဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အွန်လိုင်းလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေရှိနေခဲ့ပါတယ်သူ့ရဲ့ရထိုင် International Holding Group YRH ဟာဗန်ကောက်ကိုအချက်ချထားပြီးမြန်မာနိုင်ငံမှာကရင်နယ်ခြားစောင့်တပ် BGR နဲ့ပူးပေါင်းပြီးရွှေကုတ်ကိုအထူးစီးပွားရေးဆောင်မှုတည်ထောင်ခဲ့တာဖြစ်ပါတယ်။အာအမေရိကန်နဲ့ဗြိတိန်တို့ရဲ့ပါဝင်နေတဲ့ ဖော်ဒီကေကွန်ရဲနေလဲဆက်နွယ်နေတယ်လို့တတိယပဲချီဂျီချန်းဟာတရုတ်နိုင်ငံရှန်တောင်ပြည်နယ်မှာမွေးဖွားခဲ့ပြီးငငယ်ရွယ်နဲ့ဖိလစ်ပိုင်ကိုတွားရောက်ပြီးလောင်ကစားလုပ်ငန်းကိုစတင်ခဲ့တာပါ2015ခုနှစ်မှာတော့ကမ္ဘောဒီးယားမြန်မာထိုင်းနိုင်ငံတွေမှာသူရဲ့အွန်လိုင်းလောင်ကစားလုပ်ငန်းတွေကိုတည်ထောင်ခဲ့ပါတယ်2018ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံသားခံယူပြီးရထိုင်း International Holding Group ကိုဟောင်ကောင်မှာတည်ထောင်ခဲ့ပါတယ်2019ခုနှစ်မှာကမ္ဘောဒီးယားကအွန်လိုင်းလောင်ကစားတွေကိုတားဆီးခဲ့တာကြောင့်ဒီလုပ်ငန်းတွေမြန်မာနိုင်ငံကိုပြောင်းရွှေ့လာခဲ့ပြီး 2021စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့လောင်းကစားယုံတွေပြင်ကြားဖြတ်နဲ့ငွေကြေးခေါ်အားချတဲ့လုပ်ငန်းတွေကိုတိုးချဲ့ခဲ့ပါတယ်။ရှီဂျီကျန်းဟာထိုင်းနိုင်ငံမဲဆောင်မြို့ကဩဇာရှိသူတွေနဲ့ဆက်နွယ်မှုတွေရှိခဲ့လို့2022ခုနှစ်မှာထိုင်းဥပဒေပြုလွှတ်တော်ကော်မတီမှာလောင်းကစားဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းတင်ပြခဲ့မှုပါတယ်။တရုတ်ဆိုရကသူ့ကို2014ခုနှစ်ကတည်းကတရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကြောင့် ဖောင်ရန်ထုတ်ရေးယူထားတာဖြစ်ပြီးနိုင်ငံတွင်းမှာလည်းနိုင်ငံသားတွေကိုလေလံမှုတွေနဲ့ဒေါ်လာတန်ပေါင်း298တန်းကျော်လေလံခဲ့တယ်လို့စွပ်စွဲထားပါတယ်။ဒီနောက်ပိုင်းမှာတော့သူဟာကမ္ဘောဒီးယားမြန်မာထိုင်းနိုင်ငံတွေမှာအောင်စားအင်မာယာကိုတည်ထောင်ခဲ့ပါတယ်။သူက2022ခုနှစ်ဩဂုတ်လမှာဗန်ကောက်မြို့မှာဖမ်းဆီးရမိပြီးကတည်းကသူဟာဒီလွှဲပြောင်းမှုကိုတရားဥပဒေအရအပြင်းထန်ခုခံကာကွယ်ခဲ့ပါတယ်။သူကသူတော့အင်ချမ်းပြည်တိဆောက်ရေးလုပ်ငန်းရှင်သူဦးတာဖြစ်ပြီးတရုတ်စိုးရရဲ့နိုင်ငံရေးအရပြစ်မှတ်ထားတိုက်ခိုက်ခံရတာလို့သူကအမြဲတမ်းငြင်းဆိုခဲ့ပါတယ်။ ဒီလွှဲပြောင်းမှုကတရုတ်ဆိုရဲ့နေဆက်ဖြစ်ကျော်ရာဇဝတ်မှုတွေကိုပြင်းထန်နှိမ်နင်းနေတဲ့စစ်စင်ရေးတွေကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။မကြသေးခင်ကမှကိုကန့်ဒေတာကမြန်မာစစ်တပ်ရဲ့အဓိကမဟာမိတ်ညီမိသားစုနဲ့ပယ်ဆောက်ချိန်တို့မိသားစုကိုတည်တံ့ချမှတ်ခဲ့လို့အခုရွှေကုတ်ကိုရဲ့ဘီရင်ဖြစ်တဲ့စီဂျီချန်းကိုပါတရားစီရင်တော့မှာဖြစ်ပါတယ်။စီဂျီချန်းရဲ့ဇလန်းဟာဒီမှာပဲမပြီးသေးပါဘူး။တရုတ်နိုင်ငံမှာသူရင်ဆိုင်ရမယ့်တရားစီရင်မှုကနေတစင်းရွှေကုတ်ကိုလိုရာဇဝတ်မျိုးတော်ကြီးတွေရဲ့နောက်ွယ်ကကွန်ရက်တွေနဲ့ ဘယ်သူတွေပါဝင်ပတ်သက်နေသေးလဲဆိုတာကိုပါဖော်ထုတ်နိုင်မလားဆိုတာကိုတော့စိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Prince Hodi Group ဟာရှေ့မှာတော့စီးပွားရေး Empire ကြီးနောက်ွယ်မှာတော့နေဆက်ချက်ကျော်ရာဇဝတ်ကွန်ရက်ကြီးတစ်ခုလို့စွပ်စွဲခန့်နာရပါတယ်။ American ကပိုင်ဆိုင်မှုတွေသိသိတာနဲ့ပိတ်ဆို့အရေးယူတာတွေလုပ်ပြီးတဲ့နောက်မှာတော့ကုမ္ပဏီအနေနဲ့ကြာဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တာမရှိကြောင်းငြင်းဆိုလိုက်ပါတယ်။ကိုနာဂျီကပြည့်စုံပြပြပေးပါမယ်ရှင်။ နိုင်ငံပေါင်းများစွာရဲ့ပူပေါင်းစစ်ဆင်ရေးတစ်ခုမှာဒေါ်လာ15ဘီလီယံကျော်တန်ဖိုးရှိပိုင်ဆိုင်မှုတွေတင်းစီခံရပြီးနောက် Prince Group ဟာနှုတ်ဆက်ပြောက်ွယ်နေရာကနေထွက်လာပြီးသူတို့ပေါ်ဆွဲဆိုထားတဲ့ဆွဲချက်အလုံးကိုပထမဆုံးအကြိမ်ပယ်ချလိုက်ပါတယ်သူတို့ကုမ္ပဏီနဲ့ဥက္ကဋ္ဌဖြစ်သူချန်စီတို့ဟာဘလို့တရားမဝင်လုပ်ရမျိုးမှမှပါဝင်ပတ်သက်ခြင်းမရှိဘူးလို့စာထုတ်ညင်းဆိုခဲ့တာဖြစ်ပြီးချန်စီကတော့လူမျိုးကွင်းကနေပျောက်နေသေးပါ Prince Group ရဲ့တီထောင်သူဂျီတိန်ကမ္ဘောဒီးယားနှစ်နိုင်ငံသားဖြစ်တဲ့ချန်စီကို အာရှရဲ့အကြီးဆုံးနယ်စပ်ဖြစ်ကျော်ရာဇဝတ်အဖွဲ့အစည်းတွေကတခုရဲ့ခေါင်းဆောင်ဖြစ်အမေရိကန်တရားရေးဌာနကဆွဲဆိုထားပြီးသူကအခုချိန်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်။အမေရိကန်တရားရေးဌာနကတော့ချန်စီယာကမ်ဘောဒီးယားမှာအတ္တမစေခိုင်းစခန်းတွေဖွင့်နေပြီးလူကုန်ကူးခံလာရတဲ့လူသားတွေကိုအွန်လိုင်းငွေလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမှာခိုင်းစေခဲ့တယ်လို့ဆွတ်ဆွဲထားပါတယ်။အော်တိုဘာလထဲမှာပဲအမေရိကန်ဟာရာဇဝတ်မှုကနေရရှိလာတယ်လို့ယူဆရတဲ့အမေရိကန်ဒေါ်လာ15ဘီလီယံတန်ဖိုးရှိဘစ်ကွိုင်းတွေကိုသိမ်းဆည်းခဲ့ပြီး ဒါအမေရိကန်တရားရေးဌာနရဲ့သမိုင်းမှာအကြီးမားဆုံးသိမ်းဆည်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကန်တနိုင်ငံတည်းတော့မဟုတ်ပါဘူး။ပြည်တွင်ကလည်းဒေါ်လာသန်း130ကျော်တန်ဖိုးရှိစီးပွားရေးလုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းခဲ့သလိုထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်တို့ကလည်းဒေါ်လာသန်း350အထိအသီးသီးသိမ်းဆည်းခဲ့ကြပါတယ်။ဒါဟာကြားပြတ်လုပ်ငန်းတွေရဲ့နောက်ွယ်ကငွေကြေးခွာခြားမှုကွန်ရက်ကိုဖြိုခင်းဖို့နိုင်ငံတကာကပူးပေါင်းဆောင်ရွက်တဲ့အကြီးမားဆုံးစစ်ဆင်ရေးတွေတဲကတစ်ခုပါပဲ။ဒီလိုနိုင်ငံတော်ကပိုက်စိတ်တိုက်ရေးရမှုတွေအကြီးမားတော့ Prince Group ဟာဒီဆွဆွချက်တွေအားလုံးဟာ အခြေမြင့်မရှိဘဲဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတရားမဝင်သိမ်းဆည်းဖို့အတွက်အကြောင်းပြချက်ရှာလာတာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ပြီးခုခံခြေပခဲ့ပါတယ်။သူတို့ကအချက်လက်မှန်တွေပေါ်ပေါက်လာတဲ့အခါမှာသူတို့အဖွဲ့နဲ့ဩဂရဖြစ်သူလုံးဝအပြစ်ကင်းစင်ကြောင်းတသက်ပြနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ဒီဘက်မှာတော့ကမ္ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ထောက်ပံ့နေတဲ့ကုမ္ပဏီကြီးတစ်ခုနောက်တစ်ဘက်မှာတော့လူပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ ရာဇဝင်အင်ပါယာကြီးတခုဆိုတဲ့စွပ်စွဲချက်တွေကြားမှာခြံစီကတော့လူမြင်ကွင်းကပျောက်ွယ်ပြီးလွမြောက်နေသေးပါဥရောပတိုင်းမှာနှစ်ပေါင်း80နီးပါးအတွင်းအကြီးမားဆုံးစစ်ပွဲတစ်ခုဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဟာလေးနှစ်နီးပါးကြာမြင့်လာချိန်မှာလူပေါင်းသိန်းနဲ့ချီအသက်ဆုံးရှုံးခဲ့ရပြီးမြေပြင်ပေါ်ကဒဏ်ရာတွေဟာလည်းမရင်မတွက်နိုင်အောင်လက်ရှိုင်းနေပါပြီဒီဒဏ်ရာတွေကိုယူကရိန်းပြည်သူတွေဘလို့ကုစားနေလဲကိုမျိုးနေကပြောပြပေးပါမယ်ရုရှားလာတဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့အတွက်ယူကရိန်းပြည်သူတွေဟာ သူတို့ရဲ့ခန္ဓာပေါ်ကအမြဲတမ်းပါသွားမဲ့တတူးတွေကိုအားကိုးလာကြပါတယ်အသက်66နှစ်အရွယ်ပင်စင်စားနာတာလီယာလီပေကိုကြည့်လိုက်ပါသူရဲ့လက်ဖြံပေါ်မှာထိုးထားတဲ့တောင်ပံပုံပါတဲ့ဓားပုံတတူးဟာ2022ခုနှစ်ကရုရှားနဲ့တိုက်ပွဲမှာကြာဆုံးသွားခဲ့တဲ့ဓားဖြစ်သူဗီတာရဲ့လီချောင်းချေမုံကြီးတစ်ခွေတင်ကြီးတာပါအသက်32နှစ်အရွယ်အယ်လိုနာလီလီကိုအတွက်လဲဒီလိုပါပဲရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ယူကရိန်းတောင်ပိုင်းကသူ့ရဲ့ဇာတိရွာရဲ့ဂျူဒူတီနီယာကိုကိုစားပြုတဲ့ခဏန်းတွေဟာ သူ့ရဲ့လက်မောင်းပေါ်မှာအမြဲတမ်းကပ်ပါနေပါတယ်ဒီတတူးကိုမထိုးခင်ညဘက်တိုင်းအိမ်မဆိုးတွေမှတ်ခဲ့ပေမဲ့အခုတော့အိမ်မဆိုးတွေပျောက်ကွယ်သွားခဲ့တယ်လို့သူကပြောပါတယ်အသက်35နှစ်အရွယ်တာအီစာကာရီဘိုဗီယာတွတ်တော့ကြာဆုံးသွားခဲ့တဲ့သူ့ရဲ့ချစ်သူခွန်အားကိုတတူးတွေကတစင်ရယူခဲ့တာပါ သူ့ရဲ့ရင်ဘက်မှာယူကရိန်းဘာသာစကားနဲ့ကောင်းကင်တမန်ရဲ့တောင်ပံအောက်မှာဆူရဲစာသားကိုထိုးထားတယ်လို့လက်ကဝတ်ပေါ်မှာတော့ I am strong ငါခွန်အားရှိတယ်ဆိုတဲ့စာသားကိုအင်္ဂလိပ်လိုထိုးထားပါတယ် ဒီမှာစိတ်ပညာရှင်နဲ့တွေ့ခဲ့တဲ့ရိုးသားသားပြောရင်တတူးထိုးလိုက်မှရတဲ့တက်တာရမှုရဲ့တရားကိန်းနှုံးတော်အဲဒီကနေမရခဲ့ဘူးလို့သူကပြောပါတယ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အကြီးအမားဆုံးပြိပခါတန်ကြောင့်ယူကရိန်းပြည်သူတွေဟာတွယ်လွယ်ကူကူကူစားလို့မရတဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ရှင်သန်နေကြရပါတယ်တတူးတွေဟာသူတို့အတွက်အမှတ်တရတစ်ခုဝန်ရင်းမှုကိုအောင်းဤထားတဲ့နေရာတစ်ခုနောက်ပြီးသူတို့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုပြန်လည်ကူစားပြီးမဲ့နာဂတ်ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်ရည်တည်နေပါတယ် နောက်ကျန်ရွေပါလား73ရက်နေ့ကြာတာပြင်းဒီအတွက်နောက်ဆော်ရမူလဝတာခမှန်ချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။မူရတီကိုနှုတ်ဆက်ပြီးစာဥရတီရဲ့အရာတာကိုပြေဝကြိုးစားရတော့မှာဖြစ်ပေမဲ့ရာတီအကူပြောင်းမှာတတိပြုရမယ့်အန်ဒီရဲ့အတွက်တွေအကြောင်းကိုအဓိကထားတင်ဆက်ပေးသွားပါမယ်ရှင်။မြန်မာနိုင်ငံထဲကိုမြောက်ပြန်လေတွေဝင်ရောက်နေပြီးမွန်တနင်္သာရီကံယူရန်တခြားမှာလည်းအရှိတ်ဘက်ကလေတွေဖြတ်တန်းစီဝင်နေရအောင်တွေ့ရပါတယ်။ ဒါဟာအရှိမြောက်ဆောင်းလေအေရီဝင်ရောက်လာတော့မယ့်အစပြိုကာလာကိုရောက်ရှိနေပြီဖြစ်ကြောင်းပြသနေရပါမနေ့ကျန်ကြတာပြင်းနေအတွက်အသေးစိတ်ခံမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်နိုင်ငံဒေသအများစုမှာတော့တာယာဖို့ရာခိုင်နှုန်းများနေပေမဲ့ကရင်နီကရင်နဲ့မွန်တို့မှာနေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါသေးတယ်။တနင်္သာရီတိုင်းမှာတော့နေရာစိတ်စိတ်မိုးတင်းတင်းရွာနိုင်ပြီးအထူးသဖြင့်ဒဝဲပလောနဲ့ဖះသုံးစုမျိုးနယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တာကြောင့်ကတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ ဆောင်းဦးရသည်ရဲ့ပထမဆုံးအဓိကသတိပေးချက်ကတော့မြူးနေးများရဲ့နနက်ကင်ခီးသွားသတိပေးချက်ပါမနေ့ဖြန်မှာရန်ကုန်တိုင်းတွင်အထူးသဖြင့်ခရမ်၊သုံးခွ၊ကော့မူ၊ဒလာစားတဲ့မြို့နယ်တွေမှာမြူထူတဲ့စွာကြဆင်နိုင်ပါရဲ့ရှင်။ဒါ့အပြင်တနင်္သာရီတိုင်းရှမ်း၊ကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာလည်းနေရာကျကျမြူဆိုင်နိုင်တာကြောင့်ကုန်းလန်းရီလန်းခီးသွားတဲ့အနေနဲ့ရင်းရံတွေကိုအထူးသတိပြုသွားလာကြဖို့အကြံပြုလိုပါရဲ့ရှင်။ ။ตายရတဲ့ရာသီဥတုရဲ့နောက်ွယ်ကမမြင်နိုင်တဲ့အန္တရာယ်ကတော့ခရင်လွန်ယောက်ကြီးပါပဲ။ကချင်းစကိုင်းတိုင်းထက်ပါကရင်နီနဲ့တနင်္သာရီတိုင်းတို့ကလွယ်ပြီးကြံပြင်းနေတဲ့တိုင်းအလုံးကြီးပါမှာခရင်လွန်ယောက်ကြီးအညွန်ကိန်းဟာအလွန်မြင့်မာတဲ့အဆင့် very high level မှာရှိနေပါရဲ့။ဒါကြောင့်မနက်7:00နာရီကနေညနေ3:00နာရီအတွင်းနေရောက်ကြီးတရိုက်ထိပ်ပင်းမှုကိုရှောင်ရှားကြဖို့အထူးကြံပြုလိုပါရဲ့ရှင်။ပင်နေပြင်အတွက်ကတော့လိုင်းအမြင့်၅ဘေကနေ၇ဘေခန့်နဲ့ လိုင်းတင်းတင်းသာရှိနိုင်တာကြောင့်ပင်လေခီသွားလာရေးအတွက်စိုးရိမ်စရာမရှိဘူးလို့ဆိုနိုင်ပါရဲ့ရှင်။မိုးရေကုန်ဆုံးပြီးတာယာရဲ့ရာသီဥတုကိုရောက်ရှိလာပြီမဲ့မြူမြင်းအနေရနဲ့ခင်းလို့ရောက်ခြင်းအနေရကိုတော့သတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ရာသီကူးပြောင်းမှာကျမရေကြီးဆိုင်ကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသတင်းကိုဆုတ်သက်လိုက်ပါစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရဲ့ခန့်အပ်ပါရှင်။ CJ platform ရဲ့သတင်းစီစဉ်တွေကို CJ platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်သတင်းလားစီစဉ်ကိုတော့ဒီမှာပဲညင်နာပြစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြည်စစ်ပေတွေကနေမျက်စုံကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။